အလူခံပေးအပြေဝကွင်ကြီးပေးသွားမယ်လို့ပြောလာခဲ့တဲ့စီအောင်မဲမင်္ဂလာပါပရိသတ်ကြီးရှင်တယောက်ဆောင်ဈေးကတော့အခုဆွေသူ့ရဲ့အမှုပြန်အလို့ရှောင်းမှုလေးတွေမှာအောင်မြင်မှုတွေကိုရရှိနေပြီးအလုံးရအပေးချစ်ခင်မှုတွေကိုခံရတာပါဈေးပါဝဲရိုက်ကိုတဲ့ကြညာလေးတွေဆိုရင်လည်းလောဘကိုအမိုက်စာတင်ထောင်ချေအကုန်ကြခံကရိုက်ကိုချပြီးပရိသတ်ရဲ့အပေးမှုတွေကိုညာစွာရရှိခဲ့တာပါအခုဆွေတယောက်ဆောင်ဈေးကအလူခံထုံပါဖြစ်ပြီးသူ့လောက်ခံလို့ရတဲ့အလူငွေတွေနဲ့ ဆက်နဲ့အပတ်ခံကြရတဲ့အမျိုးသမီးကိုခင်ညစ်ပေးသွားမယ်လို့ဆိုပါရယ်တယောက်ဆောင်စီအလူခံပြီးခင်ညစ်ပေးသွားမယ်အမျိုးသမီးကတော့ရင်းနှီးနဲ့ဆက်ရောပြီးခေါင်းပွားနဲ့လောင်းချခင်ကြရဖြစ်ပြီးမျက်နှာပြန်တခွလုံကရားစရာမရှိအောင်ကိုပြည့်စည်သွားကမျက်လုံးနှလုံးပါကွဲသွားကြရပါတယ် ပြောဆောင်စည်းကတော့သူ့အနေနဲ့တခါမှအလိုမခံဘူးပဲ။ကုညစ်ပေးခြင်းနဲ့စိတ်တစ်ခုတည်းနဲ့အလိုခံကကုညစ်ပေးသားမှဖြစ်ပြီးကိုပိုင်ငွေနဲ့ပါမှတ်တည်ပေးသွားမယ်လို့သိရပါဗျ။ဈေးကတော့အနုပညာလုပ်လေးတွေကိုလောက်ကရဲ့တဖက်မှာလည်းအခုလိုပရာဟိတာလုပ်လေးတွေမှာတတော်တနေရာကနေပါဝင်ပြီးတော့ကုညစ်ပေးနေရဖြစ်ပါတယ်။အလိုခံပြီးတော့ကုညစ်ပေးသွားမယ်အပေါ်မှာလည်းဈေးကအခုလိုပဲကြော်ပြလာခဲ့ပါဗျ။ဈေးကဒါတော့ကိုမြန်မာနိုင်ငံကအမျိုးသမီးတစ်ယောက်လည်းဖြစ်တဲ့ဒွါမလေးမှလည်းရှိနေရပေါ့လေ။ကျွန်တော် င်ပြီးလေးလာကြည့်တော့အရန်သနာစရာကောင်းပါတယ်။အဲ့ဒါနဲ့ကျွန်တော်လေးတနေရာကနေဝင်ပြီးကူညီပေးမယ်ပေါ့နော်။အဲ့ဒါနဲ့ကျွန်တော်လေးကိုရဲဝင်ဝင်နဲ့ မကြေပြီးတော့အဲ့ဒီအမျိုးသမီးအတွက်အလှခံပေးသွားမှာပေါ့ဆိုပြီးတယောက်ဆောင်ဈေးကပြောပြလာခဲ့ပါရီတယောက်ဆောင်ဈေးကတော့ရင်တွေအပူနဲ့အဆစ်ရောဂါလောင်ချခံလိုက်ရတဲ့အမျိုးသမီးအတွက်သူကောက်ခံလို့ရတဲ့လူငယ်လေးနဲ့ကူညီပေးသွားမှာဖြစ်ပြီးသူရဲ့ social media တွေပေါ်ကနေလေ posting ကမျှော်ဝေအသိပေးထားပါရီဈေးကတော့စုပေါင်းလူငယ်လေးနဲ့ကူညီပေးသွားမယ့်အပေါ်မှာလည်းအခုလိုပဲအသိပေးထားခဲ့ပါရီဈေးကမျက်လုံးပေါက်ွယ်သွားတဲ့အဆစ်နဲ့ပတ်ခံလိုက်ရတဲ့အမျိုးသမီးအတွက်အလှငွေကောက်ခံ န်နေပါပြီခင်ဗျာဝိုင်းရှဲပြီးတော့ကုတူယူပေးကြပါကျွန်တော်ဦးစီးဦးဆောင်မတီးပြီးအရင်စားလိုက်ပါပြီအလူငွေထဲချင်းတော့ ျွန်တော်စီကိုဆက်တွေ့နိုင်ပါတယ်လို့အတည်ပြုထားပါတယ်။အခုစရတရုတ်ဆောင်စီကစတင်ပြီးတော့အလူခံနေပြီဖြစ်ပြီး24နာရီအတွင်းပဲတင်းတရာကျော်လောက်ရရှိခဲ့ပြီလို့လည်းပြည်သူတွေကို ပြောပြလာခဲ့ပါတယ်။ဈေးကတော့သူကရိုင်းမလေးကိုတားဖြစ်ဖို့ရှိတယ်လို့လည်းဆိုပါတယ်။အခုလိုကူညီပေးပြတာနဲ့ပတ်သက်ပြီးတော့လည်းတရုတ်ဆောင်စီကခုလိုပြောပြလာခဲ့ပါတယ်။ဈေးကတော့ Facebook ပေါ်မှာပြန်တဲ့လာတာကိုကျွန်တော်တွေ့ခဲ့ရတာပါ။ကျွန်တော်လည်းဖက်နိုင်ငံကမှမသိပါဘူး။တခြားနိုင်ငံကြားလို့ပဲထင်တာ။ဒါပေမဲ့သူကကိုမြန်မာနိုင်ငံကအမျိုး 媒体啊，这些呢？ လေးမှာလည်းရှိနေတော့ကုညေပေးမယ်ဆိုရက်စာဖြစ်သွားတာပေါ့နော်ဆိုပြီးတော့ဈေးကပြပြလာခဲ့ပါရယ်အဲဒီအမျိုးသမီးအဖက်ကသူတွေကလည်းဈေးကို အကူညေတောင်းခဲ့ပါရယ်အခုဆိုရင်ဈေးကအလွန်ငွေကိစ္စပေါ့အပြေဝကုညေပေးနေပြီးအလုံးကလည်းဝိုင်းဝန်းပြီးတော့အလွန်ငွေတွေလာရောက်ထည့်ဝယ်ပေးနေကြပြီလို့လည်းသိရပါရယ်ဈေးကတော့အလွန်ငွေရတယ်လို့စည်ရင်တင်ပြကမလေးကအမျိုးသမီးကိုကုညေပေးသွားမှာဖြစ်ပါရယ်ဈေးကတော့အစားကမျက်နှာလောက်တင်ပဲပြည့်စည်သွားတဲ့ထင်ခဲ့ပေမဲ့အဲဒီအမျိုးသမီးကမျက်လုံးနှလုံးပါကွယ် က်သွားခဲ့တာကြောင့်ပို့ပြီးတော့အဆင်မကောင်ဖြစ်ခဲ့မိတယ်လို့ဆိုပါရယ်ဗိတရီကလည်းအဆင်နဲ့အလောင်းခံရပြီးမျက်လုံးကွဲသွားခဲ့ရတဲ့အမျိုးသမီးတွေအဆင်မကောင်ဖြစ်နေကြပါရယ် တယောက်စားစေကတော့အနုပညာလုပ်လေးတွေမှာလည်းအောင်မြင်မှုတွေကိုရရှိနေပြီးတော့အခုဆိုရင်လည်းပရဟိတလုပ်လေးတွေဆောင်ရွက်ပေးနေလျက်ရှိပါတယ်။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြော်လေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်မရဲ့ channel လေးကနေပြီးတော့စရီတရင်ကြားရတဲ့တဲ့နဲ့တို့ပြန်လာခဲ့ဦးမှာဖြစ်လို့အတစ်တစ်တော်မရီတင်နိုင်မလို့တန်းသိရှိနိုင်ဖို့အတွက်ဘေးနားချက်ပေးခလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်။ကြီးစုအပေးမှုအတွက်ကျေးဇူးများတင်ပါတယ်။